အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်အဲ့ဒီနေ့နေ့လယ်မှာတော့ခမားတို့ကိုစိတ်ဝင်စားဖို့ကောင်းနေတာဗဟုသုတလည်းရအောင်ဗဟုသုတလည်းရနိုင်မယ့်အချက်တကူခမားတို့ပြပြချင်တယ်ပေါ့နော်အဲ့တော့ဒါကျွန်တော်တို့ Premier League ကျွန်တော်ဒါနိုင်ငံတကာကမ္ဘာတဝန်းမှာပေါ့နော် Premier League ရဲ့လွှမ်းမိုးမှုကအရင်ဒါကျွန်တော်ကြည့်တယ်ခမားခမားလက်ရှိမှာဘယ်နိုင်ငံမှာဘလောက်ပဲစစ်ဖြစ်နေပါစေ Premier League ကနေရာတိုင်းမှာကြည့်လို့ရတယ် အလောက်ထိကိုသူတို့ရဲ့ coverage ကကောင်းတယ်။ဒါကျွန်တော်ဘဝမှာဒါကျွန်တော်တကယ်ကိုဒါခက်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 ရောက်သွားတဲ့နေရာရှိအဲ့ခက်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 ရောက်သွားတဲ့နေရာကိုယ်တိုင်မှာဒါကျွန်တော်လုံးဝကိုဟိုခက်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 ကြည်နေတဲ့ပွဲစဉ်တွေရှိရလူတွေတော့မရှိတယ်။ အဲ့တော့ပြောချင်တာကခုနကပေါ့ internet line ကောင်းရင်ဒါမှမဟုတ်ခုနကပေါ့သူ broadcaster ကောင်းကောင်းရှိရင်ဘာမှမဆိုဖြစ်သွားနိုင်တယ်ဒါပေမဲ့ဒီနေရာမှာ premier league ကိုလည်းချီးကျူးစရာတခုရှိတယ်အဲ့ဒါကခုနကကျွန်တော်လက်ရှိ caption မှာပြောခဲ့လို့ပဲမြောက်ကိုရီးယားလိုနိုင်ငံမျိုးကတော့မှ broadcasting right ချပေးတယ်ဆိုတာကတော့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့အနေထားမှရှိတယ်ဒါ premier league ကတော့ရှင်းပါတယ်ဒါကျွန်တော်သူတို့ရဲ့ဒါကျွန်တော်ဘောလုံးရေးမှာနိုင်ငံအရေးကတိတ်ပြီးတော့အရန်အကြီးကျယ်ခန်းနာတဲ့အရန်အကြီးကျယ်တဲ့အခန်းကဏ္ဍတခုအနေနဲ့ပါဝင်ပတ်သက်မှုမရှိတဲ့အတွက်ကြောင့်မလို့သူတို့အနေနဲ့ဘယ်နိုင်ငံကဖြစ်ဖြစ်သူတို့ရဲ့ရုပ်တံ လွင်ခွေ copyright ကိုပတ်စံပေးပြီးဝယ်ယူတဲ့နိုင်ငံမဆိုတရားဝင်ပြသရှင်ရှိတယ်ဆိုတော့အဲ့တော့ခုနကပြောတဲ့ခမားနိုင်ငံကအာဏာရှင်ပဲဖြစ်ဖြစ်ခမားနိုင်ငံက democracy ပဲဖြစ်ဖြစ်ခမားနိုင်ငံကဒါကျွန်တော်တို့ကြိုက်တဲ့ဒါကျွန်တော်တို့ဟို system နဲ့အုပ်ချုပ်တဲ့နိုင်ငံပဲဖြစ်ဖြစ် they don't care premier league ကရှင်းတယ်ဘောလုံးပွဲဖြစ်တဲ့ကြောင့်ဘောလုံးပွဲကိုဘောလုံးပွဲလို့ပဲပုံစံမျိုးသူတို့အနေနဲ့ပြတ်သားတဲ့ပုံစံမျိုးမှာသွားတယ်။အဲ့တော့ရှင်းတယ်ခမားနော်ကိုရီးယားမကလို့ဆီးရီးယားဖြစ်ဖြစ်ကြိုက်တဲ့နိုင်ငံမှာဖြစ်ခမားမှာခမားရဲ့နိုင်ငံမှာ broadcasting အနေနဲ့ယူနိုက်ငယ်ယူနိုက်တဲ့လူရှိရင်သူတို့ကရောင်းတယ်။အဲ့တော့ဒီနှစ်မှာလေဒါကျွန်တော်တို့ premier league ရဲ့ copyright ကိုဒါကျွန်တော်တို့၃နှစ်စာ ဒါကျွန်တော်မြောက်ကိုရီးယားထပ်မံပြီးတော့ဝယ်ယူသွားတယ်လို့သိရတယ်ဒီမှာပါတယ်။ဒါခုနပြောသလဲရှိမှာမြောက်ကိုရီးယားမှာတင်တာမရှိကြအောင်မဲကိုရီးယားတူးတယ်ဒါကျွန်တော်ရအောင်ကျွန်တော်တိတိလောက်ကိုပြောမှာဆိုမြောက်ကိုရီးယားကဒါကျွန်တော်တို့အင်္ဂလန်ကနေပရီးမီးယားလိဂ်ဓာတ်ရိုက်ဝယ်တာမဟုတ်ဘူးကျွန်တော်တိတိလောက်ကအဓိကအဒီနီယာကတော့တရုတ်ကပြန်ဝယ်တယ်လို့သိရတယ်ဒီမှာပါတယ်။တရုတ်ကအဓိကဒါကျွန်တော်တိတိလောက်အာရှအာရှရဲ့နိုင်ငံတချို့ရဲ့ copyright ကိုတရုတ်ကပြန်ရောင်းလို့ရှိတယ်။လက်ရှိမှာဒါကျွန်တော်တိတိလောက်ထိုင်းကဒါ copyright ဆိုလဲတရုတ်ကပဲဝယ်ထားတာလားမသိဘူးဒါပေမဲ့အဓိကကဒါခုနပြောဆိုအကားလုံးရဲ့အဓိကသွားတာကဒါပရီးမီးယားလိဂ်ကပြန်ပြန်ပြီးခွဲရောင်းတယ် တခါတည်းသူတို့အာယုံမနောက်တညာတော့ဒါကျွန်တော်တို့တချို့နိုင်ငံကြီးတွေကိုပြပြီးအဲ့ဒီနိုင်ငံကြီးတွေကနေပြီးတော့ copyright ပြန်ရောင်းပိုင်ခွင့်ရှိတယ်ဆိုတဲ့ပုံစံမျိုးလုပ်ထားတယ်။အဲ့ဒါကျွန်တော်ခုနကပြောတာတနည်းတနည်းပုံစံဟုတ်ပဲနဲ့၃နှစ်သို့မဟုတ်၅နှစ်ဆိုတဲ့ပုံစံမျိုးကိုဒါ copyright တွေပြန်ရောင်းနိုင်ရှင်။နောက်ပိုင်းကျကျွန်တော်ဒါတနည်းလေးလေ့လာပြီးခင်ဗျားတို့တရားရှင်းပြရမှာနော်။အဲ့တော့ကျွန်တော်ဒီလောက်လက်ရှိမှာဒါကျွန်တော်တို့မြောက်ကိုရီးယားဝယ်ထားတဲ့ copyright ကတရုတ်စီကဝယ်တယ်လို့သိရတယ်မှာပါတယ်။တရုတ်ကဒါကျွန်တော်မြောက်ကိုရီးယားကိုဒါ copyright ပြန်ရောင်းခဲ့တယ်သိရတယ်။အဲ့တော့နောက်ဆုံး update ရတဲ့ကျွန်တော်ပထမဒါဘာပွဲတွေပဲဝယ်ထားတယ်ဆိုတော့အဲ့တော့ကျွန်တော်ဒီလောက်ကဒါကျွန်တော်ကင်ဂျုံအမ်ကကျွန်တော်ကြော လာဟာလာတွေက United ပြိတက်လူသိရတယ်တမပါဒါကောလာဟာလာတွေကဘောနော်အဲ့တော့ဒါကျွန်တော်မဲ့ကျွန်တော်ဒါကျွန်တော်ဘောမှာပေါ့အရန်စိတ်ဝင်စားတာဒါကျွန်တော်အာနာရှင်တွေကဒါကျွန်တော်နိုင်ငံလီဒါတော်တော်များကဘယ်အသင်းတွေကိုအားပေးလဲဆိုတော့တော်တော်လေးကိုစိတ်ဝင်စားမဲ့မဲ့ဒါကျွန်တော်ဘောမှာအိုစမာဘင်လာဒင်ဆိုရင်ဒါကျွန်တော်တို့အာစနိုအပီးတယ်ဒါမမေးရတာကျွန်တော်တို့အင်ကင်ဂျုံအင်္ဂါကိုလည်းရှိမှာယူနိုက်တက်အပီးတယ်ဒါကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်တော့ တဲ့ကျွန်တော်သိမသိဘူးဗျဘူဂျိုဆန်တို့ဘာဘူးအပေးကျွန်တော်မသိဘူးဒါအရင်တော့ကအာစနယ်ကွင်းရဲ့ hybrid ကိုသွားကြည့်ဘူးတယ်ဆိုတော့ဘူးလည်းမသိဘူးရေးထားတာရှိတယ်အဲ့ဒါကကျွန်တော်ဖတ်ဘူးတယ်အဲ့တော့ခုနကပြောလို့ဘောလုံးဆိုရပြနိုင်ငံရေးသမိုင်းအခုလက်ရှိမှာတော့ကျွန်တော်တို့ညူယောက်မှာတက်လာတဲ့ Zoran Mamdani ဆိုတဲ့ဒါမြို့တော်ဝင်ဆိုလဲဒါကျွန်တော်တို့အာစနယ်ရဲ့ breakup ပေါ့နော်အဲ့တော့ဒါ politician တွေကခုနကမှဘောလုံးမဲ့ကြည့်ကြတယ် politician တော်များဒါဘောလုံးမဲ့ပတ်သက်ပြီးတော်တော်လေးကိုလေးလာလိုက်စားကြတာတွေ့ရမှာအဲ့တော့ကင်ဂျုံကလည်းဒီတိုင်းပဲသူကိုယ်တိုင်က Premier League ကိုကြိုက်နဲ့တတ်တဲ့ပြိတ္တတယောက်ဖြစ်တယ်လို့လည်းသိရသူဒါကျွန်တော်ဟိုးအရင်နှုန်းကသူ့အနေနဲ့ဒါကျွန်တော်တို့သူငငယ်တုန်းက あ。Uh huh. ပရီးမီးယားလိပွဲတွေကိုလည်းဒါကျွန်တော်ဘရာဇီးကိုခိုးပြီးသွားခဲ့တယ်လို့သူ့အနေနဲ့သွားပြီးသွားကြည့်ခဲ့ဘူးတယ်ဆိုတော့ကောလာဟာလာတွေကိုလည်းထွက်ခဲ့တယ်မှာပါ United ပွဲစဉ်ကိုလည်းဒါကျွန်တော်တို့အဲ Old Trafford မှာသွားကြည့်ဘူးတယ်ဆိုတော့သတင်းတွေလည်းဒါဖတ်ခဲ့ဘူးတယ်မှာပါဒါပေမဲ့ source တွေကဒါကျွန်တော်ယုံအဲယုံတင်တာမျိုးနဲ့ကိုအဲ့တော့လက်ရှိမှာမြောက်ကိုရီးယားအနေနဲ့ဒါအရင်တုန်းကပုံစံတိုင်းမှာပဲဒါသူတို့နိုင်ငံမှာပြသမဲ့ပုံစံကဒါကျွန်တော်တို့ခက်ဆစ်စင်မဲ့ဒါဟိုတစ်ခေါက်ကလို့အဲ့တော့ဒီတစ်ခေါက်မှာဒါကျွန်တော်လက်ရှိဒါကျွန်တော် Premier League ပွဲစဉ်တွေကိုကြည့်လို့ရတယ်ဒါကျွန်တော် Premier League ပွဲစဉ်တွေကြည့်တဲ့အချိန်မှာဒါကျွန်တော်တို့အများကြီးကိုဒါတပြိုင်တည်းထုတ်လို့ပြသခြင်းမရှိဘူး ူးကျွန်တော်တိလောက်ကတော့ကျွန်တော်တို့၄ပွဲဒီမှာ၅ပွဲတော့ပြတ်တိုင်းတလိုက်မဲ့ပြမယ်ခုနကပြောတချိန်မှတချိန်တည်းမှာဒါကျွန်တော်တို့တိုးတဲ၅ပွဲပြနေရင်ဒါတပွဲပဲပြမယ်အခုနောက်ပေါ်ပြတာကျွန်တော်တစ်ချိန်တည်းမှာတပွဲပဲပြနိုင်တယ်တိုတေတာတရတရက်ကိုဒါ၃ပွဲလားမသိဘူး limitation ရှိတယ်ဒါပေမဲ့လက်ရှိမှာသူတို့အနေနဲ့ဒါ live ပုံစံမျိုးဆိုတာတဲ့ edit လောက်ကြတယ်လို့သိရတယ်မှာပါတယ် edit လောက်တဲ့အချိန်မှာအဓိကဒါခုနောက်ပေါ်ဆိုပြတာကျွန်တော်တို့ဟိုတပြိုင်တည်းတည်းကြာခုနောက်ပေါ်ဆိုပြတာတွားတယ်မှာကျွန်တော်တို့လက်ရှိမှာဒါ6နာရီခွဲပွဲ ကျင်းပတယ်ဆိုရင်ဒါကျွန်တော်6နိုင်ခွဲမှာပြပေးနေတို့က7နိုင်ခွဲလောက်ပြဒါခုန6နိုင်ခွဲမှာပြရဆိုတော့တို့ edit တွေလုပ်တယ်ပြီးတော့တို့အနေနဲ့ဒါကျွန်တော်မိနစ်60ပြပတာပုံစံမျိုးမဟုတ်ပဲနဲ့မိနစ်60ကိုသာပြသခြင်းရှိတယ်သိရတယ်မှာပါအဓိကတော့ကျွန်တော်မလိုလားတဲ့ပြီးတော့ခုနပေါ်တဲ့ကစားသမားအချင်းချင်းရန်ဖြစ်တဲ့ violence တွေကစားသမားအချင်းချင်းဖတ်တဲ့ movement တွေဒါကျွန်တော်ကစားသမားချင်းချင်းဒါကျွန်တော်လက်ရှိမှာကလေးတွေကိုပွဲထွက်ပြီးဆွဲလာခဲ့တဲ့ movement တွေ commentator တွေပါပြီးတော့ commentator ကအစသူတို့နိုင်ငံ commentator ကိုပဲသုံးတယ်လို့လည်းဖတ်မိရတယ်မှာပါဒီထဲမှာတော့မတွေ့အဲ့တော့လက်ရှိမှာ proper နိုင်ငံသားကထည့်တဲ့ propaganda တော်တော်များများကိုလည်းဒါကျွန်တော်မလို့အဲ့တော့ပြီးတော့နောက်တစ်ခုဖတ်မိတာကကျညာစာတန်းတွေတော်တော်များများကိုလည်းဖျောက်ပစ်တယ်လို့သိရတယ်မှာဗာလက်ရှိမှာဒါကျွန်တော်သိတဲ့အတိုင်းပဲကိုင်းတွေထဲမှာပြီးနေတဲ့ banner တွေရှိရလေအဲ့ banner တွေကိုငိုးတယ်ဒါကျွန်တော်ဒါ live မလွင်ငယ်သူတို့စီမှာ live မလွင်ငယ်ဒါကျွန်တော်တို့ဖျောက်ပစ်တယ်အဲ့တော့လက်ရှိမှာသူတို့နေနဲ့ minute 60ပွဲတွေကိုအပြည့်မပြဘဲနဲ့ minute 60ပြတယ်လို့ပဲသိရတယ်မှာဗာလေဒါပထမပိုင်း minute 30ဒုတိယပိုင်း minute 30ပုံစံမျိုးပြလေရှိတယ်လို့သိရတယ်မှာပါတယ်ဒါကျွန်တော်ဂျားထဲမှာဒါကျွန်တော်တို့ interval ဒါကျွန်တော် break မှာကြာရင်တော့ကင်ဂျုံ M တခါကြာမေကွန်းပြောတာတွေကင်ဂျုံ M နေနဲ့သူတို့ရဲ့နိုင်ငံရဲ့ ကျွန်တော်အားကစားကိုဘလို့မျိုးတိုးတက်အောင်လုပ်အောင်မှာဆိုတဲ့ဥစားမျိုး speech တို့မျိုးကို15မိနစ်မှာထက်ထက်ပြီးပြောရဲဆိုတဲ့သတင်းတွေလည်းဒါတွေ့မိရတဲ့မှာပါတယ်အဲ့တော့ပြီးတော့လက်ရှိမှာတောင်ကိုရီးယားကစားသမားတွေသူ့အနေနဲ့လုံးဝပြသပိုင်ခွင့်မရှိဘူးလို့သိရတဲ့မှာပါတယ်အဲ့တော့တောင်ကိုရီးယားကစားသမား2ယောက်ရှိတယ်အခုလက်ရှိမှာ brand four မှာ kim ji so နဲ့ဒါကျွန်တော်တို့ one he chan who အသင်းရှိအရင်တော့ so haw me ပေါ့နော်အဲ့တော့စပါးပွဲစဉ်မှာဒါအရင်တော့ကဒါကျွန်တော်တို့မြောက်ကိုရီးယားမှာကြည့်လို့မရဘူးဆိုတော့အခုလက်ရှိမှာမြောက်ကိုရီးယားမှာဆိုရင်တော့စပါးပွဲစဉ်တွေကိုတိုင်းအကြည့်ရှုလို့ပါ ဘာမြောက်ကိုဒီရတယ်ကြီးညာပြီးလို့ဖြစ်နေအခုလက်ရှိမှာဒါကျွန်တော်စပါပရိသတ်တွေနေအခုလက်ရှိမှာတော့ဒါကျွန်တော်တို့ဒိုင်ရိုက်ကြည့်လို့ရပြီလို့ပြောလို့ရတယ်တော့မှာပါတယ်ဗောနော်ဒိုင်ရိုက်တော့မဟုတ်ဘောနော် edit ကြည့်လို့ရအဲ့တော့အာကျွန်တော်တို့ အော် English test visual stream through the broadcast ဆိုတော့ဟုတ်တယ်အဲ့တော့လက်ရှိမှာဒါခုနကကျွန်တော်ပြောခဲ့တဲ့အမ်းပဲလက်ရှိမှာဒါကျွန်တော်ကွင်းထဲမှာရှိတဲ့ English စာတန်းတွေအကုန်လုံးကိုတော့ဒါကျွန်တော်ဖြောက်ပြစ်ပြီးတော့ဒါကျွန်တော်ကိုရီးယားမြောက်ကိုရီးယားအဲ့မြောက်ကိုရီးယားကိုရီးယားလို့ပဲပြောကြတာကိုရီးယားစာတန်းတွေကိုဒါဖိတ်ထား propaganda တွေထည့်ထားတဲ့လူတွေသိရတယ်တော့မပါအဲ့တော့အဓိကနောက်တစ်ခုကဒါကျွန်တော် LGBTQ နဲ့ဒါကျွန်တော်မြောက်အဲ့တို့ကဒါကျွန်တော်တို့ဟောပေါ့အနောက်တိုင်းဒေသက propaganda တွေအကုန်လုံး edit လုပ်ထားပါတယ်လက်ရှိမှာဒါကျွန်တော်တို့ကွင်းထဲမှာဒါကျွန်တော်လက်ပတ်တွေထဲမှာဒါကျွန်တော်တို့ဟိုတတ်တန်အောင်လက်ပတ်ပိုင်းတာတို့ဒါကျွန်တော် LGBTQ ရမှာလုပ်ပြရတော့ခုနကပြောလက်ရှိ ရီရတာပေါ့နော်ဒီကောင်တွေက homophobic တော့ဖြစ်မယ် racist တော့မဖြစ်ဘူးဆိုတဲ့အတိုင်းပဲအဲ့တော့ကျွန်တော်ဖတ်ကြည့်ရတော့ LGBTQ ကိုတော့ဒီကောင်တွေကဒါကျွန်တော်တို့ edit ဘာညာလုပ်ပေးမယ်ခုနက Black Lives Matter တို့ဘာတို့ဆိုရင်တော့ဒီကောင်တွေ edit မလုပ်ဘူးလို့သိရတယ်မှာပါတယ်ကင်ဂျွန်အက်က homophobic ဖြစ်ပေမဲ့ racist မဖြစ်ဘူးဆိုတဲ့ဥစ္စာကတော့နည်းနည်းတော့ကြီးကျင်စရာတော့ကောင်းတယ်ပေါ့နော်အဲ့တော့လက်ရှိမှာဒါကတော့လက်မြောက်ကိုနေအဲ့တော့ခုနကကဘာတဝမ်းမှာဒါကျွန်တော် Premier League ရဲ့ဆူမှုမှုကဘယ်လောက်ထိကြီးမလဲဒါမျိုးတွေကိုတွေးရမယ် at least ရောမြောက်ကိုရီးယားကောင်တွေမပြင်းရဘူးပေါ့ဗျာခုနကပြောလို့ပဲမြောက်ကိုရီးယားကောင်တွေကကိုယ်လိုဝက်ကြီးစွာနဲ့ခံအောင်ပဲ Brentford နဲ့ဒါကျွန်တော်တို့ Hoover င်းကောင်အခုလက်ရှိမှာဒါကျွန်တော်တို့မြောက်ကိုရီးယားကောင်စပောက်တန်တက်တဲ့အသေးများဒင်မလားမသိဘူးနော်မနစ်ကယူရိုပါလီရတာတော့ဒီချန်ပီယံရှစ်ရတယ်ဆိုပြီးတော့ဗာချန်ပီယံကြီးရသွားခဲ့တကောင်တန်တက်လာဒီနှစ်ကတန်လေးနှစ်လေးတင်တက်တယ်တော်တန်ဟော့စပါတင်တန်တက်လာဟာဒီကောင်ကြီးအေးပြန်ကြည့်ကြည့်မှာနော်ခင်ဗျချန်ပီယံဟာဒီကောင်တန်တက်တဲ့အသေးနေတော်တော်မဆော ဟုတ်တယ်ဟုတ်တယ်ဆွန်ဟောင်းမရောက်လာခင်ဗျဘယ်နှစ်ရှိဘူးဒါပေမဲ့ခုနပြောလို့ရတယ်မဆွန်ဟောင်းမပါတဲ့ပွဲတွေကိုလည်းပြရင်ပြအောင်ပေါ့မနေ့ကကျွန်တော်တော်တန်ဟော့စပါတင်းဆွန်ဟောင်းမမပါတဲ့ပွဲတွေတော်တော်များလာခဲ့တယ်ကျွန်တော်ဆွန်ဟောင်းမမပါတဲ့ပွဲတွေပြအောင်ပြရင်ပြမှာပေါ့နော်ဒါပေမဲ့ခုနပြောလို့ရရည်ချင်းစရာကြီးပေါ့နော်အဲ့ဒါပြောချင်တာအဲ့တော့ ဒီကောင်လေးလည်းဝစ်ကြွေးကြီးတယ်ဥမာလေ United ပြိတ္တတွေဆိုလည်းခုနကပြောလို့လက်ရှိမှာဒီမှာမြောက်ကိုရီးယားထဲမှာစပယ်မင်းညက်တဲ့ကောင်လေးရှိရင်ရှိမှာနော်ပြောလို့ရတာမို့ဒါပေမဲ့ तू က तू ပြိတ္တဆိုတော့ तू तू တင်နိုင်တဲ့ဥစားကြီးပဲပြရင်ဘယ်လိုလုပ်မှာဟုတ်တယ်မလားကိုရီးတီးရမှာဒါပေမဲ့ဘယ်လိုပြောပြခုနကပြောလို့ပဲကပ္ပရဲ့ဒါကျွန်တော်ကျွန်တော်ခုနကပြောတကယ်နော်မြမပီရဲ့ဒါကျွန်တော်တို့ဂျောင်းတူဂျောင်းသားကျွန်တော်ရောက်ဘူးတယ်ကျွန်တော်ဒါအရင်တော့ sales နဲ့သွားဘူးလို့ကျွန်တော်ဂျောင်းရခမပရီးမီးယားလीကျွန်တော်တခါကြရင်ဗျာဟို online မှာတွေးကြရမှာနော်ဘယ်ဘာဘဲဆိုတော့ဘာဆိုတော့ပေါ့နော်ဒါကျွန်တော်တို့ Michael Jackson နဲ့ရှင်နေတို့ဒါကျွန်တော်ဘုံသမိုင်းနဲ့ရှင်တအားကြီးနေတာ ကျွန်တော်အဖေတို့ကျွန်တော်နေရလူတွေကိုမေးကြည့်တာခင်ဗျာမိုက်ကယ်ဂျက်ဆင်နဲ့မက်ဆီနဲ့ရော်နယ်ဒိုမသိလို့မသိရလူမရှိခင်ဗျာဘဲဂျောင်းနေပဲတော့တော့ရော်နယ်ဒိုကိုသိတယ်မက်ဆီကိုသိတယ်မိုက်ကယ်ဂျက်ဆင်ကိုသိတယ်ခင်ဗျာအဲ့လူတွေဆိုတော့တချို့တခါဆိုရှယ်မီဒီယာမရှိပဲဒိုးပေါ့လာအခုလိုမျိုးခင်ဗျာတော်တော်မိုက်တယ်အဲ့တော့ဒါမြောက်ကိုရီးယားဆိုင်တွေးကြည့်ပြီးပြောပြတာပါတော်တော်လေးကိုမိုက်ခင်ဗျာဒါဘယ်လိုပဲပြောတာကျွန်တော်ကမ္ဘာတဝန်းမှာပရီးမီးယားလီးရဲ့သံမူကဘယ်လောက်ကြီးလဲဆိုတာဒါမျိုးကိုကြည့်ရင်သိတာပါကွနော်အဲ့တော့ပြောလို့ရတာမဟုတ်ကင်ဂျွန်ဝဲတကောင်ကျွန်တော်ကမ္ဘာဖလားတွေပဲသွားရင်သွားမှာဒါကမ္ဘာဖလားအမျိုးသမီးတင်ဟိုမြောက်ကိုရီးယားအမျိုးသမီးတင်ဒါကောင်းတာနော်ကမ္ဘာဖလားမှာ ဒါပြောလို့ပြောခြေစမ်းကောင်းတယ်အဲကျွန်တော်စောင့်ကြည့်တင်းနေတင်းနေမှာပါဒါပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3 point ဆိုတဲ့ TV4 တို့မှာချင်းလူစပောင်းကူညီလို့ရပါတယ်မြန်မာလက်ကလစ်ဖူမမေးကြပါနဲ့ဗျအောက်က comment တွေထဲမှာလည်း youth sport media 3 point ဆိုတဲ့ TV4 ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်မဆောကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကို like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်မြန်မာလက်ကလစ်ဖူမမေးကြပါနဲ့ဗျမြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်တေးပါဗျ